ားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီကနေ့မှာတော့ရှမ်းနန်နန်ဘီရဲ့အကျမ်းမအိမ်နဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေကိုပြောပြချင်ပါတယ်။ကျွန်မတို့ရဲ့အိမ်မှာရှမ်းနန်နန်ဘီတပင်ရှိရဆိုလို့ရှိရင်စေတတာတလုံးပိုင်ဆိုင်ထားတာထက်တောင်မှာအဖိုးတန်နေဆိုပြီးတော့ကျမတို့တွေယူဆထားလို့ရပါတယ်။ရှမ်းနန်နန်ဟာရနက်မွေးုံမကကျမ်းမအိမ်အတွက်လည်းအကျိုးကျေးဇူးတွေအများကြီးပေးနိုင်လို့ဖြစ်ပါတယ်။သူရဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေကတော့ရှမ်းနန်နန်မင်းကိုအစိမ့်လိုက်စားမယ်ဆိုရင်ကျမတို့ရဲ့ခန္ဓာကိုယ်ရဲ့ကိုမင်းရုံမှုကိုနှိပ်ကွေးစေပါ တယ်။နာတာရှည်ယောဂတွေကိုကာကွယ်ပေးတယ်။အစာချေစနစ်ကိုပံ့ပိုးပေးတယ်။အစာချေပြက်ရမှာအရေးပါတဲ့အန်ဇိုင်းတွေထုတ်လွှတ်မှုကိုလှုံ့ဆော်ပေးပါတယ်။စိတ်ဖိစီးမှုကိုလျော့ချစေတယ်။အာယုံကြောစနစ်ကိုအားဖြည့်ပေးပြီးတော့စိတ်ကိုပြေလျော့စေတယ်။အဲစိတ်ဖိစီးမှုကိုလျှော့ပေးတယ်။နှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်။သွေးပောင်ချိန်ကိုကျစေပြီးတော့နှလုံးရောဂါဖြစ်ပွားမှုကိုလည်းကာကွယ်ပေးပါတယ်။ ဒါကတော့ဒီရှန်နန်နံမေကိုအစိမ်းစားမယ်ဆိုရင်ပေါ့နော်တကယ်လို့ကျမတို့တွေဟင်းချက်ပြုတ်ရမှာရှန်နန်နံမေကိုအသုံးပြုမယ်ဆိုလို့ရှိရင်အစားအသောက်မှာထည့်သွင်းခြင်းအပြင်ရနံ့နဲ့အရာသာပို့ပြီးတော့ကောင်းစီရဲ့အထူးသဖြင့်ငါးဟင်းချက်မယ်ဆိုလို့ရှိရင်ငါးရဲ့အညီနံ့ကိုဖယ်ရှားပေးတဲ့အဖြစ်သုံးလို့ရတယ်ဖယ်ရှားပေးတဲ့အမွေးနံ့တာအဖြစ်အသုံးပြုလို့ရပါတယ်နောက်ရှန်နန်နံကမိဖို့ကြောင့်မှလည်းမရှိမဖြစ်ဟင်းခက်အမွေးကြိုက်တစ်မျိုးဖြစ်ပါတယ် နောက်ကျမတို့တုံရန်ဟင်းယူတွေတုံရန်ဟင်းပွဲတွေစတဲ့အရာတွေမှာထည့်သွင်းပြီးတော့ချက်မယ်ဆိုရင်အရာသားနဲ့အနံပို့ပြီးတော့ကောင်းမှုစီပါတယ်။ကျမ်းမာရေးလက်ဖက်ရည်ဖြော်တောက်တာအနေနဲ့လည်းသုံးလို့ရပါတယ်။အရွက်တွေကိုခူပြီးတော့ကျမ်းမာရေးအတွက်ကောင်းမှုနဲ့လက်ဖက်ရည်အဖြစ်လက်ဖက်ချောက်အဖြစ်အသုံးပြုလို့ရပါတယ်။ဆေးဘက်ဝင်အဖြစ်သုံးဆက်လို့လည်းရပါတယ်။ဒီရှက်နန်နန်ရဲ့အရွက်ပင်စည်းဒါမှမဟုတ်အမြင့်ကို ရှေ့ရခင်ခင်ရရင်ပြီးတော့ဆေးဘက်ဝင်နဲ့ ဒီအစေးအဖြစ်အသုံးပြုခဲ့ပါတယ်။ရှမ်းနယ်နံပါတ်အမြင့်ရဲ့အဓိကအကျိုးကျေးဇူးတွေကတော့စီးရွှင်စေတဲ့အာနိသင်ရှိပါတယ်။အမြင့်ကအရွက်ထပ်ပို့ပြီးတော့စီးရွှင်စေတဲ့အစွမ်းတတိပို့ပြင်ပါတယ်။နောက်ဖောရောက်နာတွေကုသပေးလို့ရတယ်။စီးရွှင်စေတဲ့အတွက်ခန္ဓာကိုယ်ကဖောရောက်ခြင်းတွေကုသရမှာအလွန်ထိရောက်ပါတယ်။စီလန်းချောင်းဆိုင်ရာယောဂတွေကိုကုသရမှာလည်းအထူးအကျိုးကျေးဇူးများတယ်။စီလန်းချောင်းပိုးဝင်တာ၊ကြောက်ကတ်မှာကြောက်တယ်တာ၊စီရိတ်ရောင်တာ ဒါတွေအတွက်ပို့ပြီးတော့အသုံးပြုလို့ရပါတယ်။အမြင့်ကိုအသုံးပြုနေရတော့ရှမ်းနဲ့နံပါတ်အမြင့်ကိုအများသောအားဖြင့်ကျမတို့တွေပြုတ်ပြီးဒါမှမဟုတ်လို့ရှိရင်လက်ဖက်ရည်အဖြစ်ဖြော်တောက်လို့ရှိပါတယ်။ပြုတ်ပြီးတော့တောက်မယ်ဆိုရင်အမြင့်ကိုရည်နဲ့ပြုတ်ရလာတဲ့အရည်ကိုတောက်ပါ။လက်ဖက်ရည်အနေနဲ့ဖြော်ပြီးတော့တောက်မယ်ဆိုရင်အမြင့်ကိုအချောက်လန်းအမုံကျိတ်ပြီးတော့လက်ဖက်ရည်သဖွဲဖြော်တောက်လို့ရပါတယ်။ထုထောင်းပြီးတော့အနာပေါ်မှာအုံပေးမယ်ဒီအမြင့်ကိုညအောင်ထောင်းပြီးတော့ ခန္ဓာကိုယ်မှာကြိုက်ခဲနေရဒါမှမဟုတ်လို့ရှိရင်အင်ဆက်ပိုးမှာကြိုက်ခဲရနေရမှာလိမ့်ချန်ပြီးမယ်ဆိုလို့ရှိရင်လည်းအနာအမြန်ဆုံးတက်တာမှာပဲဖြစ်ပါတယ်။အဲကျွန်မအခုပြောခဲ့တဲ့အကြောင်းအရာလေးတွေကတော့ကျွန်မတို့တွေရဲ့ဟင်ခတ်အမှုရေးကြရင်ဖြစ်အသုံးပြုရဲရှမ်းနန်နန်ရဲ့ကျမကြီးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးလေးတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။နောက်ဖတ်ပြီးမှလည်းဒီလိုမျိုးကျမရင်းနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးလေးတွေထပ်မံပြီးတော့ပြောပြအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမရဲ့ channel လေးကို subscribe follow လုပ်ခဲ့ပြီးမမေ့ပါနဲ့နော်